United ကစူဖလာတွေအတွက်စီးပွားရေးကိုပိုဦးစားပေးတယ်လို့ပြောဆိုလိုက်တယ်မာတစ်။ Lyon တင်းရဲ့ဝါရင်ကွင်းလေကစားသမားကြီး Roman Ja မာတစ်က Europa League Quarter Final မှာသူတင်းဟောင်း Manchester United နဲ့မရင်မဆိုင်ရခင် United တင်းဟာစူဖလာတွေရယူဖို့ကိုအဓိကဦးစားမပေးဘဲစီးပွားရေးကိုသာဦးစားပေးတတ်တဲ့အတင်းလို့ထုံးနဲ့ပြောဆိုလိုက်ပါတယ်။ Savia ဝါရင်ကွင်းလေလူမာတစ်ဟာ Chelsea United တင်းတွေနဲ့အတူ Premier League မှာကျင်းလည်ခဲ့ဘူးတလို့နှစ်တင်းစလုံးမှာလည်းအောင်မြင်မှုတွေရယူနိုင်ရဲ့ပါတယ်။အခုတော့တင်းဟောင်းနဲ့က United နဲ့ပြန်လည်ရင်ဆိုင်ရတော့မယ့်အချိန်မှာ ဆက်စင်းနဲ့ယူနိုက်တက်တို့ကြားကွာဟာချက်ကိုပါပြောကြားလာခဲ့ပါတယ်။မာတီကယူရိုပါလီပွဲမတိုင်ခင်ဒဲအက်သလက်တစ်နဲ့အင်တာဗျူးမှာသူ့အနေနဲ့အိုထရက်ဖို့မှာနေခဲ့ရတာကိုကြိုက်ခဲ့ပေမဲ့အတင်းကစူဖလားတွေရဖို့ထက်ပိတ်ဆံချဖို့ကိုအာယုံပူဆိုင်တဲ့ခန်းစားချက်ကိုအမြဲရခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။ဆက်စီကနေရောက်လာပြီးနောက်ကျွန်တော်ခန်းစားခဲ့ရတဲ့ကွာခြားချက်ကတော့ဆက်စီမှာအရာအလုံးဟာရလက်နဲ့ဖလားတွေကိုယူဖို့ပဲဖြစ်ပါတယ်။ဒါကမြတ်ရိတ်တဲ့သူကအစားအတင်းတင်းလုံးရဲ့စိတ်တပါ။ယူနိုက်တက်မှာတော့စီးပွားရေးဘက်ကိုပုံပြီးဦးစားပေးရကိုတွေ့ရပါတယ်။အတင်းမှာနှစ်လောက်လောက်နေပြီးနောက် အဲ့ဒီလိုစဉ်းစားမိလာပါတယ်ကျွန်တော်တို့ရဲ့လစာပေးဖို့လိုအပ်တယ်ဆိုတော့ကိုနားလဲပါတယ်ဒါပေမဲ့ရလက်တွေကချက်စီးမှလို့အဓိကမဟုတ်ဘူးလို့ခန်းစားမိတယ်ချက်စီးမှကျွန်တော်စီးပွားရေးနဲ့ဆိုင်တဲ့အလုပ်နှစ်ခုလောက်လုပ်ခဲ့ရပေမဲ့ United မှာတော့အများကြီးပုံများလာခဲ့ပါတယ်ချက်စီးတင်းမှလို့ဖလားတွေရယူဖို့စိတ်အားသက်သန်မှုတွေနဲ့ United ကိုကျွန်တော်ရောက်လာခဲ့တာပါဒါပေမဲ့တဖြည်းဖြည်းနဲ့ဖလားတွေကအဓိကမဟုတ်ဘူးလို့ခန်းစားလာရပါတယ်ကျွန်တော်မားကောင်းမားနေနိုင်ပါတယ်ဒါပေမဲ့အဲ့ဒါကကျွန်တော်ရဲ့ရင်တွင်းခန်းစားချက်ပါလို့မာတစ်ကပြောဆိုလိုက်ပါတယ် থাকে আমার কাছে থাকে